အားလုံးပဲမင်္ဂလာပါ။ FIO Question ကနေပြီးတော့ကြိုဆိုပါရစေ။အခုပြပြပေးမှာကတော့2023 October Morning Question Question Number 65ဖြစ်ပါတယ်။ The RFP is presented to each vendor that respond to the to an RFI နဲ့ RFI ကိုတုံ့ပြန်လာတဲ့ vendor တွေကို vendor တယောက်ချင်းစီကို RFP ကို ပေးလိုက်မယ်ပေါ့နော်ပေးပြီးတဲ့နောက်မှာ which one the following should be done beforehand to proceed fairly with the future vendor selection process အနာကမှာပေါ့နော်ဒီ vendor တွေကိုရွေးချယ်တဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်တဲ့အချိန်မှာတရားမျှတစွာနဲ့ proceed လှုပ်ဆောင်နိုင်ဖို့ရန်အတွက်ဆိုလို့ရှိရင် အဲ့ဒီလိုမျိုးလှုပ်ဖို့ရန်အတွက်ဆိုလို့ရှိရင်အရင်ဆုံးဘာလှုပ်ဖို့လိုအပ်တယ်လို့ဘာလှုပ်တင်လဲဆိုတော့အစားအမီးတာပေါ့နော် should be done ဆိုတော့ဘာလှုပ်တင်လဲဆိုပြီးတော့မြည်ပါတယ်အဲ့တော့နံပါတ် A ကကြတော့ aside from the item of an RFP given a high evaluation to a vendor who is familiar with the current system to select the vendor easily အရင်ဆုံးကစနစ်တွေမှာတည်နေတဲ့ vendor တွေကိုမှသူကကြိုက်တာပေါ့နော်ကြိုက်ပြီးတော့မှ အကြိုက်တွေ့ပြီးတော့မှအမှတ်ပေးတဲ့အချိန်မှာ high evaluation ပေးမယ်တဲ့အမှတ်မြင့်မြင့်လေးပေးလိုက်တာမျိုးလားတဲ့အဲ့လိုမျိုးလုံလို့ရှိရင်ဒီအနာကမှာနောက်နောက်နောက်ပိုင်းဗန်ဒါတွေကိုယူတဲ့အချိန်မှာအဲ့ဒါက fairly ဖြစ်လာဆိုပြီးတော့မြည်တယ်ပေါ့နော်နာမည်အေးက fair ဖြစ်အောင်လို့ရွေးချယ်มาတယ်လှုပ်ချင်มาတယ်ဆိုတဲ့ဥစ္စာကိုအရင်တော့ကကိုယ့်ရဲ့ system ကိုကိုယ့်ရဲ့ဒီ system ကို vendor တွေကတည်ပြီးသားဖြစ်နေတဲ့အဲ့ဒီ vendor မျိုးတွေကို အမှန်မြင့်မြင့်ပြီးမယ်ဆိုတဲ့အတွက်ကြောင့်ဆန့်ကျင်ဘက်ကြီးလို့ဖြစ်နေအောင်အဲ့တော့နံပါတ် A ကမဖြစ်သင့်ဘောနော်နံပါတ် B ကကြာတော့ establishing process or selection such as select uh, such as setting evaluation standard or weighting rule or conformity to the request item နဲ့ establish process or selection ဆိုတော့အရွေးတဲ့လုပ်ငန်းမျိုးမှာမလုပ်မှလဲဆိုလို့ရှိရင်တတ်မှတ်မှာဘယ်လိုမျိုးလဲဆိုလို့ရှိရင် အဲ such as ဘောနော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင် evaluation standard တွေကိုတသက်မှတ်မှတ်ထားတာလား evaluation process ဆိုတာက evaluation standard ဆိုတာကကျတော့စစ်ဆေးရဲ့ကိုစစ်စစ်ဖို့အတွက်ကိုမှထားထားတဲ့စံနှုန်းတွေ or waiting room of conformity to the request item အဲ့တော့အဲ့လိုမျိုးဒီတောင်းဆိုလိုက်တဲ့ item တွေအတွက်ကိုမှเนาะတင်နာခေါ်လိုက်တာပေါ့เนาะအဲ့လိုတင်နာခေါ်လိုက်တဲ့ဥစ္စာကိုမှအခြေသွေးကိုတိုင်းတာတဲ့ နော် wait waiting rule ပေါ့နော်အရေးသွေးကိုတိုင်းကြရတဲ့ rules တွေကိုနော်နီးနဲ့နေတရတွေကိုပါလောက်တာလဲဆိုလို့ရှိရင် establish process ထုတ်ထုတ်ထုတ်ပြောထုတ်ထုတ်ဖို့ပြောပြလိုက်မှာပေါ့နော်အဲ့တော့ငါတို့တွေကတော့ evaluation standard အနေနဲ့တော့ဓာတ်တွေကိုထားမယ်နော် waiting rule အနေနဲ့ကတော့ဓာတ်တွေကိုသတ်မှတ်ထားပါတယ်ဆိုတဲ့ပုံစံမျိုးကိုကိုရွေးမဲ့ process တွေကိုနော် selection process တွေကိုတစ်ခါလေးကြည့်ညာထားတာ အဲ့လိုမျိုးလားတဲ့နံပါတ်ပီကနံပါတ်စီကကြတော့ issue an official agreement to offender to whom the rfp has been presented and requested them to prepare a contract and a statement to what as a relate the cancellation of the contract after the vendor selection အဲ့တော့ဒီ vendor ကိုနော်ရွေးပြီးတဲ့နောက်မှာမအဲ့လိုမျိုးရွေးပြီးတဲ့နောက်မှာမ contract တွေကိုမှ ပြင်ဆင်ထားဖို့ရန်အတွက်ကိုမှစာချုပ်ချုပ်စာချုပ်တွေကိုအရင်ဆုံးပြင်ထားပါဆိုတဲ့ပုံစံမျိုးနဲ့ပြောထားမှာတဲ့အကျိုးပြီးတော့ပြောထားတာဒါဒီ officially agreement မဟုတ်ဘူး an official agreement ကိုအရင်ဆုံးထုတ်လို့ပြီးရောမှာ contract တွေကိုချုပ်ဖို့အတွက်ပြင်ထားပါဆိုပြီးတော့ပြောလိုက်တဲ့ပုံစံမျိုးလားတဲ့အဲ့တော့လိုချင်တာက fairly fairly လိုချင်တာ fairly လိုချင်တာဖြစ်တဲ့အတွက်ကြောင့်အခုအားကကြတော့ an official agreement တွေကိုလည်းထုတ်မယ် စာချုပ်တွေကိုလည်းပြင်ထားပါလို့ပြောတယ်။နော်အဲ့ဒါအတင်ဂျွေးအုံးမှာမဟုတ်သေးဘူးဂျွေးဂျွေးကိုမဂျွေးရသေးပဲနဲ့စာချုပ်ကိုအရင်ဆုံးလာပြီးတော့ပြင်ခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ ferry မဖြစ်ဘူးအဲ့ဒါနမစီကမဖြစ်တဲ့ပေါ့နော်နမတီကကြတော့ preparing a bay out for a vendor who receive a high evaluation on the respond to the rfi in case it fail in the selection အဲ့တော့ ဒီ evaluation လုပ်တဲ့အချိန်မှာ high evaluation ရထားတဲ့เนาะအမှန်မြင်မြင်ရထားတဲ့ vendor ကိုဘာလို့မှလဲဆိုလို့ရှိလို့ရှင်ရင်အာ fail ဖြစ်နေတဲ့အချိန်မှာဆို selection က fail ဖြစ်နေတယ်ရွေးရွေးချယ်မခံရအောင်ဆိုလို့ရှိလို့ရှင်သူတို့တွေကို bail out ကိုကြိုးပြီးတော့ပြင်ဆင်ပေးထားမယ်လို့ပြောတယ်เนาะထောက်ပံ့ကြီးအနေနဲ့ရော်ကြီးအနေနဲ့အာမခံကြီးအနေနဲ့ပြင်ပေးထားမယ်လို့ပြောတယ် ပေါ့နော်အဲ့တော့ fan really လုပ်မယ်အမြင်ပြတတ်တာဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ပြောတယ်ပြောတဲ့ဥစ္စာကိုမှအရွေးချက်မခံရဘူးဆိုလို့ရှိရင် evaluation မြင်ပြီဆိုရင်တော့မှနော်သူကအရွေးချက်မခံရခဲ့ဘူးဆိုလို့ရှိရင်ထောက်ပံ့ပေးမယ်ဆိုပြီးတော့ပြောထားတယ်အဲ့တော့ evaluation မြင်ပြီဟာနော် recommend ပေးထားတယ်တင်နာမှာနော်ရွေးချယ်တဲ့ evaluation လုပ်မယ် sensitive ဥစ္စာက အမြင့်ဆုံးဖြစ်နေပြီဆိုမှတော့ဒီ vendor အတွက်ကတင့်တော်နေလို့ပေါ့ဟုတ်တယ်မလားအဲ့ဒါအောင်မှသူကမရွေးချယ်ဘူးလို့ပြောတဲ့အကြောင်းဒီမှာဆို fair မဖြစ်တဲ့ကိစ္စကြီးကပါလာတာဖြစ်တဲ့ကြောင်မနမတီကမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်မလို့တရားမြတ်မြတ်တတဖြစ်ဖို့အတွက်ဆိုလို့ရှိရင်အရင်ဆုံးငါတို့ကတခါရင်စီမင်းစည်းကမ်းနေအကုန်လုံးကိုအကျညာထားတဲ့မှာလေအဲ့ဒါကြောင့်မလို့နမတ်ဘီကအဖြစ်မှန်လေးဖြစ်တဲ့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ရွေးချယ်မဲ့လုပ်ငန်းလေးကိုသတ်မှတ်တာ လုပ်ငန်းလေးကို process တွေကိုသတ်မှတ်မှာ procedure တွေကိုသတ်မှတ်ထားတာငါတို့ကတော့ဘယ်ကနေဘာကိုဘာတွေဘာတွေကိုကြည့်ပြီးတော့ရွေးပါမယ်ဆိုပြီးတော့တခါတည်းသတ်မှတ်ထားတဲ့ဥစ္စာအဲ့ဒီဥစ္စာတွေကိုလည်းတခါတည်း announcement လုပ်ထားတယ် establish လုပ်ထားတယ်ဒါမှသာဖြင့် ferry ဖြစ်မှာပေါ့မြမြတတဖြစ်မှာပေါ့နော်အဲ့ဒါကြောင့်လည်းနံပါတ်65အတွက်အဖြစ်မှန်လေးကတော့နံပါတ် B establishing process of selection such as setting evaluation standard or waiting rule for waiting rule or conformity to the requested item ဆိုတဲ့ဥစားလေးကဖြစ်မှန်လေးဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှပြန်ပြီးတော့တွေ့ကြပါမယ်။